ဓာတ်ပုံရိုက်ဖို့တောင်းဆိုနေတဲ့ပရိသတ်ကိုတစ်ချက်လေးတော့လှည့်မကြည့်ခဲ့တဲ့ဂျူလီ။ MCL ပရိသတ်များလုံးပဲမင်္ဂလာပါရှင်။ပရိသတ်များရှင်ဂျူလီကတွက်လက်ဖြက်လက်ပြီးတရုတ်ဆောင်ကောင်းလာတာကြောင့်အခုဆိုရင်အကယ်ဒမီမင်းသမီးလည်းဖြစ်လို့လာပါပြီ။အကယ်ဒမီမင်းသမီးလည်းဖြစ်လို့လာခဲ့တဲ့အချိန်မှာရုပ်ရှင်ဇာတ်ကားကြီးတွေဆိုရင်လည်းတောက်လျှောက်ဆိုသလိုရှိုက်ကူးနေရတာမို့ဈေးကွက်အရမင်းသမီးတလက်ဖြစ်နေပါပြီ။ဒါပေမဲ့ဂျူလီကပေါင်းတင်ဆက်ဆိုင်ရင်းနဲ့ပတ်သက်ရင်မကြာခဏဆိုသလိုသတင်းထွက်လေရှိတာပါ။သူကိုယ်တိုင်လည်းတေးသေးတင်မခန့်တက်တဲ့သူမို့အာမနာနဲ့ထုတ် ပြောတတ်သူပါလက်တလုံးမှာလည်းချူလေးကပရိသတ်တွေပေါ်မှာအာယုံသိမ့်မထားဘူးဆိုပြီးဗီဒီယိုတစ်ပုဒ်ကြောင့်ပြောခံနေရပါတယ်ချူလေးကပြီးခဲ့တဲ့ရက်မှာချိုးတက်တဲ့သူတွေကိုထမင်းဟင်းတွေအလှလုပ်ပေးခဲ့ပါတယ်ပရိသတ်တွေလည်းချူလေးဆိုတာကြောင့်အပြေးလွှားကိုလာအားပေးကြတာပါချူလေးကိုအပြင်မှာတွေ့ဘူးခြင်းနဲ့သူတွေကလည်းများကဓာတ်ပုံရိုက်ခြင်းနဲ့သူတွေကလည်းများနေကြတာပါချူလေးကထမင်းဟင်းတွေထည့်ပေးနေတဲ့အချိန်မှာဘေးနားမှာပရိသတ်တွေကစုပြုံကဓာတ်ပုံတွေရိုက်ပြီးမချူလေးဆိုပြီးအားပေးနေတာပါ မချူးလေးရေဆိုပြီးနမရီခေါ်ကသူတို့ဘက်ကိုလှည့်ကြည့်ဖို့တောင်းဆိုနေကြတာပါ။ဒါပေမဲ့ချူးလေးကတစ်ဆက်တောင်လှည့်မကြည့်သလိုဖြစ်နေခဲ့ပါလေ။ချူးလေးကလှည့်ကြည့်ပြီးမှလည်းပရိသတ်ဒီပေါ်မှာအတိမတ်ပြုတဲ့အပြုမှုတစ်ခုမှမလုပ်ဘဲဖြစ်နေကြတာပါ။အဲ့ဒီဗီဒီယိုကို TikTok မှာတင်ထားတာကြောင့်ပရိသတ်တချို့ကတော့တဲတဲလို့ချစ်တာကိုအလေးမထားလို့ဆိုပြီးပြောဆိုနေပါတယ်။တချို့ကလည်းအလူလုံနေရတာမို့လို့ဘေးကိုလှည့်မကြည့်နိုင်တာလို့ပြောတဲ့ဖွဲ့ကလည်းတသက်ကိုရှိတာပါ။ ါပေမဲ့လည်းအမှုပညာရှင်ဖြစ်တာမို့ဘီနာမှာရှိတဲ့ပရိသတ်တွေကိုအတိမတ်ပြုပြီးပြုံးပြရှိပြတဲ့အကျင့်တွေလှုပ်ထားတဲ့လို့ထောက်ပြနေတာဖြစ်ပါတယ်။ပရိသတ်တွေကလည်းမင်းသမီးကိုမြင်ပြီးဆိုတာနဲ့အားပေးတဲ့စိတ်တစ်ခုနဲ့သာဝိုင်းဝန်းကမိတ်ဆက်ပြောဆိုနေတာပါ။အမှုပညာရှင်တွေဘက်ကအမြင်အာရုံကိုခမမြန်ထားပြီးတုံ့ပြန်တက်မှသာအဆင်ပြေတာဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော်တော်များများကဆိုရှယ်မီဒီယာကိုတွင်ကျင်စွာအသုံးပြုလာတာဖြစ်တဲ့အတွက်တခုခုဆိုရင်လိုင်းပေါ်ကိုသာကောက်တင်တက်တာပါ။အမှုပညာရှင်တွေနဲ့တွေ့ပြီးဆိုလဲအသေးစိတ်ပြုမွေတွေကအစားဆိုရှယ် မီဒီယာပေါ်မှာတင်နေတာဖြစ်တာမို့ဝေဖန်စရာရင်းမျိုးစုံဖြစ်လို့နေတာပါအမှုပညာရှင်တွေအနေနဲ့လည်းအသေးစိတ်အပြုမူကိုတေချာခရုဆိုင်တင်တယ်လို့ပရိသတ်တွေကြားသွားပြီဆိုရင်တေချာခရုဆိုင်ကပြုမူမှသာအဆင်ပြေတာပါအမှုပညာရှင်တွေရဲ့အပြုမူတည်တည်လေးကစပုံကြီးချဲ့ပြီးဝေဖန်မဲ့သူတွေကလည်းရှိနေတာမို့ခရုဆိုင်နိုင်မှသာအောင်မြင်မဲ့ပုံရိပ်ကိုထိန်းသိမ်းနိုင်မှာဖြစ်တာကြောင့်မှာကျူးလေးကရှေ့တုန်းကဆိုရင်လည်းနာမည်ရှိနောက်ကိုလူနေခဲ့တဲ့ပြဿနာတွေကြောင့်ဝေဖန်မှုတွေမြင့်တက်နေကြတာပါအခုနောက်ပိုင်းမှသာကျူးလေးကတစ်တော်ရင်းဆိုရင်ပရိသ က်တွင်ရဲ့အချစ်တွေကိုထက်မှန်ရရှိလာတာပါ။ဒါအပြင်ဒီဇိုင်းမမတ်နဲ့ကြိုးစားတာကြောင့်လည်းရုပ်ရှင်စကားကြီးတွေတောက်လျှောက်ရိုက်ကူးလာခဲ့ရပါတယ်။ဂျူးလေးကတရုတ်ဆောင်တဲ့အချိန်မှာအရင်အချင်းပြေးသွားတဲ့အတွက်အကယ်ဒမီတစုပြီးတစုယူနိုင်တဲ့အခြေအနေလည်းရှိလို့လာခဲ့ပါပြီ။ဒါအပြင်ဂျူးလေးကအင်ဒရာကျော်စင်လို့လို့ထိတ်တန့်မင်းသမီးတယောက်ဖြစ်လာမယ်လို့ခန့်မှန်းနေကြသလိုဒီနှစ်ပိုင်းမှာရုပ်ရှင်ရုံကန်ထရိုက်ဆွဲထားသလိုဇက်တိုင်ဆိုသလိုတင်နေရတာပါ။ဂျူးလေးကအမှုပညာလုပ်ရင်းမိဘကိုရှာကျွေးနေရလဲဖြစ်ပါတယ်။ပရိသတ်ကြီးအနေနဲ့ရောဂျူးလေးကအပြင်မှာတွေ့ရင်မာနရှိက တာခြေတက်တဲ့မင်းသမီးတယောက်လို့ထင်လားဆိုတာပြောပြပေးခဲ့ပါဦးအဆုံးထိကြည့်ရှုပြီးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်